ိကထာပဋိကထာတတိတလုံးအမျက်ဆုံးအဆုံးနိဗ္ဗူဒာတဲ့တတိစိတ်လာတာနဲ့အများသမာဓိဖြစ်လာ သမာဓိဖြစ်လာလို့ဆိုရင်ဘာအကျိုးတွေရလဲဆိုတော့ရုပ်တဘာဝစိတ်တဘာဝတွေကိုအမှန်တိုင်းသိခွင့်ရအဲရုပ်တဘာဝစိတ်တဘာဝတွေကိုအမှန်တိုင်းသိခွင့်ရတာနဲ့အမြဒီရုပ်တရားငါးရုပ်မဟုတ်ဘူးသူတဘာဝဖောက်ပြန်နေနေတာပါလား စိတ်ဒီကလည်းငါစိတ်မဟုတ်ဘူးပေါ်ပြီးပြောက်ဖြစ်ပြီးပြနေပါလားဒီစိတ်ဒီဟာအကြောင်းတိုက်ဆိုင်နေပေါ်တယ်ပေါ်ပြီးရင်လည်းပြက်သွားတယ်မမြဲတဲ့နှိစ္စသဘောရှိတယ်ဒီစိတ်ဒီကိုငါစိတ်လို့ထင်လို့ဆိုရင်ဒုက္ခဖြစ်မှာပါလားအရင်ကဒီစိတ်ဒီကိုငါစိတ်လို့ တီးခဲ့လို့မြဲတယ်ထင်ခဲ့လို့သူ့ဘာဝမမြဲဘူးဆိုတာသိရတာနဲ့များငါစိတ်မဟုတ်ဘူးတဘာဝတရားပါလားလို့ဒီလိုသိရတာနဲ့များဒီစိတ်ဒီပုံမှာကိုကဥပါဒံဆိုတဲ့အစွဲတွေပြုတ်လာတယ်စိတ်နဲ့ပတ်သက်ပြီးတော့မှ အလိုတနာတွေရော့ပါလာတယ် စိတ်တရားပေါ်ပြီးတော့ပြည်ပြင်းနေတာပါလားတဲ့သိတော့အဲ့အလိုတနာဆိုတဲ့အကြောင်းကြောင့်ဒုက္ခဆိုတဲ့ဆင်းရဲခြင်းအကျိုးတွေရတာဒီစိတ်တရားငါးစိတ်လို့ထင်ပြီးတော့ ဒီစိတ်တွေကငါစိတ်မဟုတ်ဘူးသဘာဝတိုင်းပေါ်ပြီးပြောက်ဖြစ်ပြီးပြက်နေပါလားတော့ဒီလိုသိလာတာနဲ့အမြအိုင်းစိတ်နဲ့ပတ်သက်ပြီးတော့မှလောဘဒေါသကြီးပါလာတယ်ချုပ်လာတယ်အဲ့ဒီဘော